အရှိထောင်အာရှဒေသမှာတော့ဒဲမမိုးတွေပြန်လည်မြင့်တက်လာပြီးတော့အခြေအနေတွေကတကယ်ကိုစိုးရင်စရာကောင်းလာနေပါပြီ။ဒီဇင်ဘာ9ရက်နေ့မှာ ထိုင်းစစ်တပ်ကတရားဝင်သတင်းစာရှင်းလင်းပွဲလုပ်ပြီးတော့ကမ်ဘောဒီးယားအပေါ်မှာဒီခန္ဓာရင်စွမ်းကုံဆုံးသွားပြီဖြစ်ကြောင်းထုတ်ပေါ်ပြောကြားခဲ့ပါတယ်။ထိုင်းစစ်တပ်အနေနဲ့တိုက်ပွဲဝင်ဖို့အပြေအဝအသင့်ပြင်ဆင်ထားပြီဖြစ်ကြောင်းကမ်ဘောဒီးယားကလက်နက်ကြီးတွေကိုသုံးပြီးတော့တိုက်ခိုက်လာရင်ထိုင်းစစ်တပ်ကအင်အားအပြည့်နဲ့တိုက်ခိုက်ဖို့အသင့်ရှိနေကြောင်းကြေညာခဲ့ပါတယ်။ထိုင်းပြည်သူလူထုနဲ့အချို့အချာအာဏာအတွက်လိုအပ်တဲ့ က်အေးအေးယူဆောင်ရွက်မှုတွေအားလုံးကို ထိုင်းစစ်တပ်ကအပြေးအဝလုံဆောင်သွားမှာဖြစ်ကြောင်းနဲ့ထိုင်းပြည်သူတွေအနေနဲ့စစ်တပ်ကိုအပြေးအဝအယုံကြည်မှုထားရှိဖို့တောင်းဆိုထားကြောင်းလဲအဲဒီထုတ်ပြန်ချက်မှာပါဝင်ပါတယ်။ ဒါအပြင်ထိုင်းဝင်ကြီးချုပ်အန်နူထင်ကလည်းစစ်တပ်ရဲ့စီရေးဆောင်ရွက်ချက်တွေကိုအပြည့်အဝခြောက်ခံကြောင်းလက်ရှိစီရေးလှုပ်ရှားမှုတွေကိုရပ်တန့်စရာမရှိတော့ကြောင်းနဲ့ကမ်ဘောဒီးယားရှုံးနိမ့်အားကုန်သွားတဲ့အထိတိုက်ခိုက်သွားမယ်လို့ပြောပြီးတော့စစ်တပ်ကိုစစ်တိုက်ဖို့အမိန်ပေးခွင့်ပြုလိုက်ပြီးဖြစ်ကြောင်းထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ထိုင်းဝင်ကြီးချုပ်ကထိုင်းပြည်သူတွေကိုကာကွယ်ဖို့ဟူတာအဓိကအာရုံစိုက်ထားပြီးတော့ကျန်တဲ့အရေးကိစ္စတွေကိုဂရုစိုက်မှာမဟုတ်ကြောင်းထုတ်ဖော်ပြောဆိုသွားပါတယ်။ကမ်ဘောဒီးယားနဲ့ထိုင်းတို့ကဒီဇင်ဘာလ၈ရက်နေ့ကစ တင်ပြီးတော့အပြင်းအထန်တိုက်ခိုက်မှုတွေဆားခဲ့တာဖြစ်ပြီးဒီနေ့အကျွဲမှာဒုတိယအကြိမ်မြောက်နယ်စပ်တိုက်ပွဲတွေဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။ Associated Press သတင်းဌာနရဲ့ဖော်ပြချက်အရဆိုရင်တော့ တနင်္လာနေ့မှာထိုင်းနိုင်ငံကအငင်းပွားနယ်စပ်တစ်လျှောက်ကိုလေကြောင်းတိုက်ခိုက်မှုတွေစတင်လုံဆောင်ခဲ့ရလို့သိရပါတယ်။နှစ်ဖက်စလုံးကတစ်ဖက်နဲ့တစ်ဖက်အပြည့်ခက်ရစေးသဘောတူညီချက်ကိုချိုးဖောက်တယ်လို့ဆွဆွဲနေကြတာပါ။တကယ်တော့ကွာလာလမ်ပူးငြိမ်းချမ်းရေးသဘောတူညီချက်ဆိုတာအော်တိုဘာလနှစ်ကုန်ပိုင်းမှာမှလက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။ဆိုတော့လွန်ခဲ့တဲ့၅ဘက်၆ဘက်လောက်ကခိစလေးပါပဲ။ဒါပေမဲ့ပြောရမယ်ဆိုရင်အခုတော့ဒီသဘောတူညီချက်ကပြိုကွဲသွားပုံရနေပါပြီ။ ခိုင်းစတက်ကရောနေဆန္ဒကလူပေါင်း9000ကျော်ကဘေးကင်းရာစခန်းလေးစီကိုထွက်ပြေးခဲ့ရပြီလို့ပြောပါတယ်။ကမ်မောရီးယားသတင်းပြန်ကြားရေးဝန်ကြီးကလည်းနေဆက်ချေးရွာတွေကဒေသခံတောင်းနဲ့ချီပြီးတော့အိုးအိမ်ဆုံးခွာထွက်ပြေးနေရတယ်လို့ဆိုပါတယ်။အခုဖြစ်ပွားနေတဲ့တိုက်ပွဲတွေနဲ့ပတ်သက်ပြီးတော့ထိုင်းကကမ်မောရီးယားကစရတယ်လို့ပြောသလိုကမ်မောရီးယားကလည်းထိုင်းကစရတယ်လို့ပြောနေကြပါတယ်။ထိုင်းစတက်ပြောရေးကိုဆိုခွင့်ရသူပုဂ္ဂိုလ်ကတော့ကမ်မောရီးယားတပ်ဖွဲ့တွေက နေရာအများအပြားကနေပြီးတော့ ထိုင်းပိုင်နယ်ထဲကိုပြစ်ခတ်ခဲ့လို့ထိုင်းစစ်သားတဦးသိမ်းဆုံးပြီးတော့၈ဦးဒဏ်ရာရခဲ့လို့ဆိုပါတယ်။ဒါကြောင့်ထိုင်းက F16 တိုက်လေယာဉ်တွေသုံးပြီးတော့ ကမ်ဘောဒီးယားနယ်မြေတွေကိုဝင်ရောက်တိုက်ခိုက်ခဲ့ရတာဖြစ်ပြီးတော့ဒါဟာကမ်ဘောဒီးယားစစ်ဘက်ဆိုင်ရာအင်အားစုတွေကိုနှိမ်နင်းဖို့ဖြစ်တယ်လို့ပြောပါတယ်။ထိုင်းနယ်မြေတွေကိုအမြောက်ကြီးတွေကြားရောက်ခဲ့ပေမဲ့အရသာထိခိုက်မှုတော့မရှိသေးဘူးလို့ထိုင်းစစ်တပ်ကပြောပါတယ်။နောက်ခံအကြောင်းအရာနည်းနည်းလောက်ပြန်ပြောရမယ်ဆိုရင်တော့အော်တိုဘာလ26ရက်နေ့ကလက်မှတ်ရေးထိုးခဲ့တဲ့ခွာလာလမ်ပူငြိမ်းချမ်းရေးသဘောတူညီချက်ကဒီနှစ်ဖက်ကြားကနောက်ဆုံးရရှိထားတဲ့အပြည့်အခက်ရစဲသဘောတူညီချက်ဖြစ်ပါတယ်။ ဒါပေမဲ့အဲဒီသဘောတူညီချက်စတင်အသက်ဝင်ပြီးတော့ရက်ပိုင်းအကြာမှာပဲ ထိုင်းကကမ်ဘောဒီးယားဟာအငင်းပွားနယ်မြေတချို့မှာနေမြုံမိုင်းတွေထောင်ထားတယ်လို့ဆွဆွဲပြီးတော့သဘောတူညီချက်အကောင့်ထဲပုံမှုကိုခိတရရဆိုင်ခဲ့ပါတယ်။ကမ်ဘောဒီးယားကတော့ဒီဆွဆွဲချက်ကိုညင်းဆိုပါတယ်။အဲဒီနောက်နိုဝင်ဘာလ10ရက်နေ့မှာတော့ထိုင်းကဇက်တိုက်ရန်ဆမှုတွေကိုအကြောင်းပြပြီးတော့သဘောတူညီချက်ကိုလုံးဝရပ်ဆိုင်းလိုက်ပါတယ်။အဲဒီကလေးကနေဆက်တလျှောက်မှာဂျိုကြားဂျိုကြားတိုက်ပွဲငယ်တွေဖြစ်ပွားခဲ့ရာကနေမနေ့ညကတော့အခြေအနေအဆိုးရွားဆုံးအဆင့်ကိုရောက်ရှိသွားခဲ့တာဖြစ်ပါတယ်။ထိုင်းနဲ့ကမ်ဘောဒီးယားနှစ်နိုင်ငံစ လုံးရဲ့တရားဝင် ထုတ်ပြန်ချက်တွေကိုကြည့်မယ်ဆိုရင် ထိုင်းနိုင်ငံသားဝင်ကြီးကသူတို့ရဲ့အချုပ်အခြာအာဏာနဲ့အနေမြေတည်ထက်ခိုင်မြဲမှုမချင်းချောက်မခံရခြင်းကမ်ဘောဒီးယားကိုစစ်ရေးအရဆက်လက်ပြီးတော့အရေးယူသွားမယ်လို့ပြောပါတယ်။မနေ့ညဖြစ်ပွားခဲ့တဲ့နေဆက်တိုင်ဝရီယာဆိုရင်တော့ကမ်ဘောဒီးယားရဲ့အကြမ်းဖက်မှုစတင်ပြီးတဲ့နောက်မှာတာဝန်ယူမှုမြင်းဆိုတတ်တဲ့နေပြူဟာဟောင်းတွေကိုပြသနေတယ်လို့ထိုင်းဘက်ကဆိုပါတယ်။ ရေမြုံမိုင်းထောင်တာအပါအဝင်စတဲ့ရန်စားမှုတွေလုပ်နေတယ်လို့လည်းဆွဆွဲထားပါတယ်။ထိုင်းဝင်ကြီးချုပ်ကလည်းဒီတိုင်ပွဲတွေဖြစ်ပြီးတဲ့နောက်မှာကမ်ဘောဒီးယားနဲ့ဆွေးနွေးညှိနှိုင်းမှုလုပ်တော့မှာမဟုတ်ဘူးလို့ပြောပါတယ်။အရှင်သဘောတူညီချက်တွေအားလုံးပြည့်ပြည့်သွားပြီလို့ကြေညာလိုက်ပါတယ်။ထိုင်းကအကြမ်းဖက်မှုကိုမလိုလားပေမဲ့အချုပ်ချာအာဏာချိုးဖောက်ခံရတာကိုတော့သီးခံမှာမဟုတ်ဘူးလို့ဆိုပါတယ်။တိုင်ပွဲရည်တန်းဖို့ကမ်ဘောဒီးယားအနေနဲ့ တို့ရဲ့အခြေအနေတွေကိုလိုင်းနာရမယ်လို့တောင်းဆိုထားပြီးတော့သမရထရက်အပါအဝင်ဂျာဝင်စည်းစပ်ပေးမဲ့သူတွေကိုလည်းလက်မခံပဲဒါဟာနှစ်နိုင်ငံကိစ္စသာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။အရင်ငင်းချင်းကြီးညာချက်တွေအားလုံးအကျိုးသက်ရောက်မှုမရှိတော့ဘူးဆိုပြီးတော့အခိုင်အမာပြောဆိုထားပါတယ်။ကမ်ဘောဒီးယားဘက်ကိုကြည့်မယ်ဆိုရင်တော့ ဝင်စည်းချုပ်ကဝင်စည်းဌာနတွေအဖွဲ့အစည်းတွေအာဏာပိုင်အစင်းစစ်လက်နက်ကိုင်တပ်ဖွဲ့အားလုံးနဲ့နိုင်ငံသားအားလုံးကိုဒီခက်ခဲတဲ့အချိန်ကာလမှာနိုင်ငံရဲ့ဇာတိမြေအတွက်စီလုံးညီညွတ်ကြဖို့တိုက်တွန်းထားပါတယ်။ကမ္ဘောဒီးယားကာကွယ်ရေးဝင်စည်းဌာနပြောခွင့်ရပုဂ္ဂိုလ်ကတော့ တနင်္လာနေ့မှာထိုင်းစစ်တပ်ကကမ္ဘောဒီးယားတပ်ဖွဲ့တွေကိုအရင်စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ကမ္ဘောဒီးယားဘက်ကလက်တုံးပြန်ခြင်းမရှိသေးဘူးလို့ဒီနေ့အစိုးရကပြောကြားခဲ့ပါတယ်။ထိုင်းနေတဲ့ဒေသတွေငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကိုချိန်ချောင်းနေတဲ့ရန်လိုတဲ့လှုပ်ရှားမှုအားလုံးကိုချက်ချင်းရပ်တန့်ဖို့တောင်းဆိုထားပါတယ်။ကမ္ဘောဒီးယားသတင်းပြန်ကြားရေးဝန်ကြီးကတော့ထိုင်းတပ်ဖွဲ့တွေရဲ့ပြစ်ခတ်မှုကြောင့်ကမ္ဘောဒီးယားအရက်သား၄ဦးသေဆုံးပြီးတော့ ကိုဦးခန့်တရားရခဲ့လို့ဆိုပါတယ်ဒီကိန်းကနန်းတွေကအမြဲပြောင်းလဲနေနိုင်ပါတယ်ဝေးလံခေါင်တည်တဲ့နယ်စပ်ဒေသတွေဖြစ်တဲ့အတွက်တရင်ရဖို့ခက်ခဲတာကြောင့်ထိခိုက်သေးဆုံးမှုစီးရင်တွေထပ်ပြီးတော့တိုးလာနိုင်တယ်လို့ခန့်မှန်းရပါတယ် ကမ္ဘောဒီးယားကာကွယ်ဝင်ကြီးဌာနရဲ့သတင်းထုတ်ပြန်ချက်ထဲမှာတော့ထိုင်းစစ်တပ်ကသူတို့ကိုဘလို့တိုက်ခိုက်ခဲ့တယ်ဆိုတာအသေးစိတ်ဖော်ပြထားပါတယ်တိုက်ခိုက်မှုတွေကဒီဇင်ဘာလ၈ရက်နေ့မနက်9:00မိနစ်မှာ နေရာအများပြားနေပြီးတော့စတင်ခဲ့ရလို့ဆိုပါတယ်လက်နက်ငယ်တွေစစ်တပ်တွေမော်တော်တွေတင့်ကားတွေ155မီလီမီတာအမြောက်ကြီးတွေအသုံးပြုခဲ့ရလို့ပြောပါတယ် အချက်အလက်တီးကြမသိရသေးပေမဲ့အရသာဂျေရော်တွေတဲကိုအစိမ်းငွေတွေပြစ်ခတ်ခဲ့ရလို့လဲဆွဆွဲထားပါသေးတယ်။ထိုင်းအာ F16 တိုက်လေယာဉ်တွေသုံးပြီးတော့ကမ္ဘောဒီးယားနယ်မြေတဲကိုဘုံကျဲခဲ့တယ်လို့စနစ်တမ 9mm တနတ်တွေတင်ကားတွေနဲ့ကမ္ဘောဒီးယားနယ်မြေနဲ့အခြေခံအဆောက်အုံတွေကိုဝင်ပြီးတော့တိုက်ခဲ့ရလို့ဆိုပါတယ်။ထိုင်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကအရသာတွေနေထိုင်တဲ့ဂျေရော်တွေအထိကျယ်ပြန့်လာပြီးတော့အပြစ်မဲ့အရသာအများအပြားထဏ်ရာရကနေအိမ်တွေပြင်ဆင်ခဲ့ရတယ်လို့ပြောပါတယ်။ လေးတွေတကြီးရွယ်အိုတွေအမျိုးသမီးတွေအပါအဝင်ဒေသခံတွေရဘေးကင်းရာကို အရေးပေါ်ထွက်ပြေးနေရပါတယ်။တိုက်ခိုက်မှုကာလတစ်လျှောက်လုံးမှာကမ္ဘောဒီးယားတပ်ဖွဲ့တွေကအပြစ်ခက်ရဲစဲရေးသဘောတူညီချက်ကိုလေးစားလိုက်နာတဲ့အနေနဲ့လုံးဝလက်တုံ့ပြန်ခြင်းမရှိခဲ့ဘူးလို့ဆိုပါတယ်။အချိန်နဲ့တော်တော်လေးရှုပ်ထွေးနေပြီးတော့လုံရဲလာနေငယ်ရဖြစ်ခဲ့တဲ့တိုက်ပွဲနဲ့တော်တော်ဆင်တူပါတယ်။အဲဒီတုန်းကလည်းဘသူစရဲဆိုတာတိတိကျကျမသိခဲ့ရပဲအပြန်အလှန်ဆွဆွဲမှုတွေနဲ့ပဲအဆုံးသတ်ခဲ့ရတာပါ။ ။ RD သတင်းဌာနကတင်ထားတဲ့ဗီဒီယိုတစ်ခုမှာ Thai F16 လေယာဉ်တွေကကမ်ဘောဒီးယားကာစီနိုတစ်ခုကို ပုံကျဲနေတာတွေ့ရပါတယ်။ဘန်ကောက်ကတော့ဒါဟာ ကာစီနိုအယောင်ဆောင်ထားတဲ့ကမ္ဘောဒီးယားကိုကဲမှုဌာနချုပ်ဖြစ်တယ်လို့ပြောပါရယ်။နောက်ထပ်ဗီဒီယိုတစ်ခုမှာတော့ထိုင်းစစ်သားတွေက drone တစ်စီးကိုပစ်ချပြီးတော့အောင်ပွဲခံနေရတွေ့ရပါရယ်။ဂျာဟာလက်ဆက်ချင်းတွေဘလောက်မြန်မြန်စီးရေးအတွင်ပြောင်းလဲသွားလဲဆိုတာပြသနေပါရယ်။ထိုင်းအာနာပိုင်းတွေကလက်ဆက်နာကအရသာ80ရာခိုင်နှုန်းလောက်ကိုရွှေ့ပြောင်းပေးထားပြီးပါပြီ။ဒီနယ်စပ်ကကိုလိုနီခေတ်ပြင်သစ်တွေဆွဲခဲ့တဲ့မြေပုံကြောင့်ဆယ်စုနှစ်များစွာအငင်းပွားနေခဲ့တာဖြစ်ပါရယ်။ ခရီးเจ้าနဲ့ရွာတွေပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီးတော့နှစ်ဖက်စလုံးကအခိုင်အမာပြောဆိုနေကြတာပါလိုကဲလာပိုင်းလောက်ကမှအမေရိကန်နဲ့မလေးရှားเจ้าဝင်ပြီးတော့ရရှိခဲ့တဲ့အဖြစ်ခက်ရဲစေးသဘောတူညီချက်ကိုဒေတာတွေမှာအောင်မြင်မှုတရက်အဖြစ်ရှုမြင်ခဲ့ကြပါတယ်ကွာလာလမ်ပူမှာလက်မရေးထိုးခဲ့တဲ့ဒီသဘောတူညီချက်မှာဒေါ်လန်ထရန့်နဲ့ Anwar Ibrahim တို့ကတတိယအဖြစ်ကိုပါဝင်ခဲ့ကြရလဲဖြစ်ပါတယ်။ဇူလိုင်လတုန်းက9ရက်ကြာတိုက်ပွဲဖြစ်ပြီးတော့ လူ90နီးပါးသေဆုံးကနှစ်သိန်းလောက်ထွက်ပြေးခဲ့ရတဲ့အဖြစ်အပျက်ဖြစ်ပြီးတဲ့နောက်ရရှိခဲ့တဲ့သဘောတူညီချက်လည်းဖြစ်ပါတယ်။အခုတော့သွေးထွက်တန်ယုံမှုတွေနဲ့အတူသဘောတူညီချက်ပြတ်ပြားသွားပါပြီ။တန်တမန်ရင်းအောင်နီလန်းတွေကမြေပြင်ရောက်တိုက်ခိုက်သူတွေစီ တကယ်ရောက်ရလားဆိုတာမေးခွန်းထုတ်စရာဖြစ်လာပါတယ်။ထိုင်းစစ်တပ်ပြောခွင့်ရဗိုလ်ချုပ်ကနေဆက်တိုက်ပွဲကိုတုံ့ပြန်ဖို့ထိုင်းတိုင်းလိုင်းရင်းတွေဆင်လုခဲ့ရဆိုပြီးတော့အတည်ပြုခဲ့ပြီး ရွှေပြောင်းရေးလုပ်ငန်းတွေအချိန်မြင့်လုံးဆောင်နေရလို့လည်းပြောပါတယ်။ကမ်မောရီးယားကာကွယ်ရေးဝန်ကြီးဌာနကတော့ထိုင်းကအရင်စတိုက်တာဖြစ်ပြီးတော့သူတို့ကအခြေအနေကိုစောင့်ကြည့်နေတယ်လို့ပြောပါတယ်။နေဆက်မှာဒင်းမာမှုတွေရှိနေစေ ဖြစ်ပြီးတော့နှစ်ဖက်စလုံးကနောက်ဆုံးမဲ့အရေးအယံကိုမပြပါဘူး။တိုင်းလေရင်တွေ drone တွေထွက်ပြေးနေတဲ့အရက်သားတွေနဲ့အတူအရှိတောင်အာရှကနှစ်ပေါင်းများစွာအတွင်းမှာအန်ဒီရရှိဆုံးအချိန်ကာလကိုရင်ဆိုင်နေရပါတယ်။ထိုင်းစစ်ဘက်ခေါင်းဆောင်တွေကတော့နေဆက်ပြေးတဲ့ငါးခုမှာတိုက်ပွဲတွေဖြစ်ပွားနေပြီးတော့ ကမ္ဘောဒီးယားတပ်ဖွဲ့တွေကအမြောက်တွေ BM21 ဒုံးကြီးလောင်ချာတွေပောက်ကွဲပစ္စည်းချလိုက်တဲ့ drone တွေတုံးနေရလို့ပြောပါတယ်။ထိုင်းရေတပ်ကလည်း track ပြီးနေမှာ time ပိုင်နယ်ထဲကိုရောက်နေတဲ့ကမ္ဘောဒီးယားစစ်သားတွေကိုဖယ်ရှားတဲ့စစ်စင်ရေးတစ်ခုလုပ်ခဲ့ရလို့သတင်းထုတ်ပြန်ပါတယ်။တိုက်ခိုက်သေးဆုံးမှုတွေလည်းမြင့်တက်လာနေပါတယ်။ကမ္ဘောဒီးယားဘက်ကတနင်္လာနေ့ကလေးကအရက်သား9ဦးသေဆုံးပြီးတော့20ကျော်ဒဏ်ရာရတယ်လို့ပြောပါတယ်။ထိုင်းဘက်ကတော့စစ်သား3ဦးသေဆုံးပြီးတော့ 30နီးပါးထရာရတယ်လို့ဆိုပါတယ်။နှစ်ဖက်စလုံးကအရသာတိန်ချီရွှေပြောင်းပေးထားရပြီးတော့လူတွေကကားတွေဆိုင်ကယ်တွေထွန်စက်တွေနဲ့ထွက်ပြေးနေကြပါတယ်။ကမ်ဘောဒီးယားဘက်ကအရာရှိတွေကတော့ထိုင်းကအရသာနေရာတွေကိုတိုက်ခိုက်ပြီးတော့အော်တိုဘာ26ရက်သဘောတူညီချက်ကိုလစ်လူရှုတယ်လို့ဆွဆွဲပါတယ်။ပြည်နယ်အာဏာပိုင်တွေရဲ့ကန်တော်ဦးတည်နေအရာဒီဇင်ဘာ10ရက်နဲ့9ရက်နေ့တွေမှာထိုင်းစစ်တပ်ရဲ့အရသာနေရာတွေကိုပြစ်ခတ်မှုကြောင့်ကမ်ဘောဒီးယားအရသာ9ဦးသေဆုံးခဲ့ပြီးတော့ 20ဦးတရားရခဲ့တယ်ဆိုပြီးတော့ဆိုပါတယ်ကမ်ဘောဒီးယားကထိုင်းကိုဆွေးနွေးညှိနှိုင်းမှုလမ်းကြောင်းပေါ်ကိုပြန်လာဖို့နဲ့ငြိမ်းချမ်းရေးသဘောတူညီချက်တွေကိုပြန်လည်အသက်သွင်းဖို့တိုက်တွန်းထားပါတယ်ကမ်ဘောဒီးယားအမျိုးသားကာကွယ်ရေးဝန်ကြီးဌာနနဲ့တော်ဝင်ကမ်ဘောဒီးယားလက်နက်ကိုင်တပ်ဖွဲ့တွေကအစိုးရရဲ့ညှိနှိုင်းဆွေးနွေးမှုတွေကိုထောက်ခံကြောင်းနဲ့နိုင်ငံတကာဥပဒေနဲ့အညီပြည်သူတွေရဲ့အလုံးချုံရေးကိုရှောက်ဖွေးသွားမယ်လို့ပြောပါတယ် တမရဒေါ်နယ်ထရန့်နဲ့မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်တို့ရဲ့အကူအညီနဲ့လက်မှတ်ရေးထိုးခဲ့တဲ့အော်တိုဘာ26ရက်သဘောတူညီချက်ကိုလေးစားဖို့လဲထိုင်းကိုတောင်းဆိုထားပါတယ် ဒီတစ်ပတ်တိုက်ပွဲတွေကဇူလိုင်လက9ရက်ကြာအမြောက်တွေနဲ့ပြစ်ခတ်ခဲ့ပြီးတော့လူ90ဦးသေဆုံးက3သိန်းရတော့အိုးအိမ်ကိုစွန့်ခွာခဲ့ရတဲ့ဖြစ်ရပ်ဖြစ်ပြီးတဲ့နောက်မှာအပြင်းအထန်ဖြစ်ပွားခဲ့တာပါ။အဲဒီတုန်းကသမ္မတထရန်ကအပြစ်ခတ်ရစေးရအောင်ဂျာဝင်ဆောင်ရွက်ပေးခဲ့တာပါ။ဒါပေမဲ့ပြီးခဲ့တဲ့လကထိုင်းစစ်သားတအူမြေမြုပ်မိုင်းထိမှန်ပြီးတော့ခြေထောက်ပြတ်သွားတဲ့ဖြစ်ရပ်ဖြစ်ပြီးတဲ့နောက်ထိုင်းကအရှိန်ရှော့ချရေးအစ်စင်တွေကိုရက်ဆိုင်လိုက်တာကြောင့်သဘောတူညီချက်ကမရေမရာဖြစ်နေခဲ့တာပါ။ ။ထိုင်းကကမ်ဘောဒီးယားကိုမိုင်းထောင်တယ်လို့ပြောပေမဲ့ကမ်ဘောဒီးယားကညင်းပါတယ်။ကုလသမဂ္ဂအထွေထွေမှုချုပ်အန်တိုနီယိုဂူတာရက်စ်ကနှစ်ဖက်စလုံးကထိန်းထိန်းသိမ်းသိမ်းလှုပ်ရှားဖို့တိုက်တွန်းထားပေမဲ့ထိုင်းကတော့လုံခြုံရေးရှိမှန်းချက်တွေမပြည့်မချင်းစစ်စင်ရေးတွေဆက်လုပ်သွားမယ်လို့ပြောပါတယ်။ကမ်ဘောဒီးယားကယက်တီချက်မပြောင်းမချင်းထိုင်းရဲ့စီးရေးအရင်းယူမှုတွေပါဝင်ယက်တီချက်က ပြောင်းလဲမှာမဟုတ်ဘူးလို့ဆိုပါတယ်။နေစမှာပေါက်ကွဲတဲ့နေဆက်လက်ထွက်ပေါ်နေပြီးတော့ လေကြောင်းတိုက်ခိုက်မှုတွေက NLG ရဲ့အစင်သစ်တစ်ခုကိုရောက်ရှိနေတာကြောင့်တန်တမန်ရင်းရနီလန်းနေဝင်ရောက်နိုင်မလားဒါမှမဟုတ်ရေရှည်ပရိပခစီကိုဥတီသွားမလားဆိုတာဒေတာရင်းကစောင့်ကြည့်နေပါတယ်။ချိုင်းနိုင်ငံသားရဲ့ဝင်ကြီးကခုံသွယ်ရေးအခွန်ချင်းချမှုတွေကိုအသုံးပြုပြီးတော့ကမ်ဘောဒီးယားနဲ့ဆွေးနွေးဖို့ဖိအားမပေးသင့်ဘူးလို့ပြောပါတယ်။အမေရိကန်ကတော့ရန်လိုမှုတွေကိုချက်ချင်းရပ်တန့်ဖို့တောင်းဆိုထားပါတယ်။ဒေဇက်တရှောင်းဒေတာတွေကတော့တိုက်ပွဲတံကိုအဆိုးရွားဆုံးခံစားနေရပါတယ်။ ထိုင်းမီဒီယာတွေကကမ္ဘောဒီးယားအမြောက်ကြီးမှန်ထိထားတဲ့နေအိမ်တွေရဲ့ပုံရိပ်ကိုထုတ်ပြခဲ့ပါတယ်။ခေါင်မိုးတွေပွင့်ထွက်နေပြီးတော့နေရန်တွေမှာအပေါက်ကြီးတွေဖြစ်နေတာတွေ့ရပါတယ်။ကမ္ဘောဒီးယားအရာရှိတွေရဲ့အဆိုအရနေဆက်မျိုးတွေကလူ9000ကျော်အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပြီးတော့ထိုင်းတပ်ဖွဲ့တွေရဲ့တိုက်ခိုက်မှုကြောင့်9ဦးသေဆုံး20ဦးဒဏ်ရာရခဲ့လို့ဆိုပါတယ်။ လက်ရှိချိန်ထိအနည်းဆုံးလူ၁၀ဦးသေဆုံးခဲ့ပြီးတော့နေဆက်နေရ၅ခုလောက်မှာတိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ထိုင်းလေတပ်ကအရှိန်မမြင့်လာအောင်ဓာစီဖို့နဲ့ဟန်တာဖို့အတွက်ကမ်ဘောဒီးယားစစ်ဖက်နေရာတွေကိုလေကြောင်းတိုက်ခိုက်တာလို့ပြောပါတယ်။ကမ်ဘောဒီးယားကာကွယ်ရေးဝန်ကြီးဌာနက သူတို့တပ်ဖွဲ့တွေတိုက်ခိုက်ခံရပေမဲ့အပြစ်ခက်ရစဲရိုလေးစားတဲ့အနေနဲ့မထုံပြန်ခဲ့ဘူးလို့ပြောပါတယ်။ထိုင်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကအရက်သားတွေနေထိုင်ရာရွာတွေထဲထိရောက်ရှိခဲ့ပြီးတော့ပြည်내တချို့ကရွာတွေမှာဒီဇင်ဘာ၈ရက်နေ့9ရက်နေ့တွေကတိုက်ခိုက်မှုကြောင့်လူခုနဦးတည်ဆုံးပြီးတော့20ဦးတန်ရာရခဲ့လို့ဆိုပါတယ်။ထိုင်းနိုင်ငံသားရေးဝန်ကြီးကပြိပခါရှော့ချခြင်းကြောင့်ပြသဖို့ကမ်ဘောဒီးယားကပထမခြေလှမ်းဆက်လန်းတင်တယ်လို့ပြောပါတယ်။ အခွန်ကိစ္စနဲ့ဖိအားပေးတာကိုလက်မခံပဲထိုင်းကမ်မောရီးယားအခြေအနေကိုသူ့အရှိန်ဟုန်တဲ့သူဖြေရှင်းရမယ်လို့ပြောပါရယ်ဇူလိုင်လတုန်းကသမရထရန်ကနှစ်ဖက်စလုံးတိုက်ပွဲမရရင်အခွန်ဆွေးနွေးပွဲတွေရပ်ဆိုင်မယ်လို့ထိန်းချုပ်ပြီးတော့ငြိမ်းချမ်းရေးရယူပေးခဲ့တာပါ မရိကန်နိုင်ငံခြားရေးဝန်ကြီးမာကိုရူဘီရိုကငြိမ်းချမ်းရေးသဘောတူညီချက်ကိုပြန်လည်ပြီးတော့လေးစားလိုက်နာဖို့တောင်းဆိုထားပါတယ်။ဒီတစ်ချိန်တိုက်ပွဲတွေကဇူလိုင်လနောက်ပိုင်းအဆိုးရွားဆုံးအချိန်ဖြစ်ပါတယ်။ဇူလိုင်လတုန်းကလူ48ဦးသေဆုံးပြီးတော့3သိန်းရတော့အိုးအိမ်ကိုဆုံးခွာခဲ့ရပါတယ်။ဘီဂရလာကချိုင်းစစ်သားတအူးမိုင်းထိပြီးတော့တရားရပြီးရတော့ဒင်းမောင်မှုတွေပြန်ပြီးတော့ဆခဲ့တာဖြစ်ပါတယ်။တနင်္ဂနွေနေ့ကချိုင်းစစ်သားနှစ်ဦးသေဆုံးခဲ့တဲ့ဖြစ်ရပ်နောက်ပိုင်းနေဆက်ဒေသတွေကနေတောင်းနေချီတဲ့လူတွေထွက်ပြေးနေကြရပါတယ်။ မဟာဗျူဟာနဲ့နိုင်ငံတကာလေးလာရေးစင်တာ CSIS ရဲ့အရှိတောင်အာရှအစီအစဉ်ညွှန်ကြားရေးမှူး Grant Polling နဲ့ဆွေးနွေးမှုအရာ အော်တိုဘာလာကသမရထရန့်ဂုံယူစွာပြောဆိုခဲ့တဲ့ Kuala Lumpur သဘောတူညီချက်ကနှစ်ပတ်လောက်ပဲခံခဲ့ပါတယ်။ပြည်ထနာက Taiwan Cambodia ပါဒါဝန်ငင်းချေးသဘောတူညီချက်လို့သဘောမတူခဲ့ပါဘူး။အင်ဖြူရောနဲ့မလေးရှားကသာ အဲဒီလိုခေါင်းစဉ်တက်ခဲ့တာပါသူတို့အထွတ်ထော့ဒါဟာဇူလိုင်လကရထားတဲ့မခိုင်မာတဲ့အပြည့်ခက်ရင်စည်းကိုအားဖြည့်တာလောက်ပဲရှိပါတယ်အခက်အခဲဆုံးအပိုင်းကတော့ကမ်ဘောဒီးယားကအငင်းပွားနယ်မြေထဲမှာတရားမဝင်မိုင်းတွေထောင်နေဆိုတော့ထိုင်းရဲ့ဆွဆွဲချက်ဖြစ်ပြီးတော့ဒါကြောင့်ထိုင်းစစ်သားတွေထရရကအပြည့်ခက်ရင်စည်းပြပြားသွားတာဖြစ်ပါတယ်တမိုင်းကြောင်ရကြည့်ရင်တော့ပြင်သစ်ကိုလိုနီခေတ်ကထိုင်းအဲ့ဒီတုန်းကဆိုင်ယန်အပေါ်နယ်ဆက်သမတ်ချက်တစ်ခုအတင်းကျပ်ချမှတ်ခဲ့တာကိုထိုင်းက ဘယ်တော့မှလက်မခံခဲ့ပါဘူး။နှစ်ဖက်စလုံးကမတူညီတဲ့မြေပုံတွေကိုသုံးနေကြပြီးတော့တချို့နေရာတွေမှာလေဆက်မြင်းကဂိုက်ရပေါင်းများစွာကွာခြားနေပါတယ်။နေဆက်ဒေသကလူတွေအထွတ်ထော့အတားဟာလူသားချင်းစာနာမှုဆိုင်ရာကက်ပေးကြီးတစ်ခုပါပဲအမြောက်တွေလေချောင်းတိုက်ခိုက်မှုတွေကြောင့်ထွက်ပြေးနေရပြီးဇူလိုင်လကလေးကဒါဇင်နဲ့ချီတိတ်ဆုံးပြီးတော့တရားရခဲ့ပါတယ်အများစုကယာယီစခန်းတွေမှာနေထိုင်နေရပြီးတော့အိမ်ပြန်ဖို့အမျှော်လင့်ချက်နှဲပေါင်းနေပါတယ်အမေရိကန်နိုင်ငံခြားရေးဝန်ကြီးမာဂိုရူဘီရိုက ိုက်ပွဲတွေချက်ချင်းရပ်ဖို့နဲ့အော်တိုဝါ26တဘောတူညီချက်ကိုပြန်သွားဖို့တိုက်တွန်းထားပါတယ်။ဆိုရှယ်မီဒီယာပေါ်ကသတင်းတွေအရကမ်ဘောဒီးယားအစိုးရကသူစစ်တပ်ကိုအစည်းကမ်းထိန်းသိမ်းဖို့ပြောထားပုံရပါတယ်။ထိုင်းကကမ်ဘောဒီးယားမိုင်းထောင်တယ်ပြောပြီးတော့ကမ်ဘောဒီးယားကထိုင်းရှယ်လို့ရပြောနေတာကြောင့်ဘသူစရဲဆိုတာအပြင်ကသူတွေအထွက်ကိုတီးဖို့ခက်ခဲပါတယ်။ ဒါပေမဲ့ထိုင်းကနိုင်ငံသားလေးလာသူတွေကိုခေါ်ပြီးတော့မိုင်းအသစ်တွေကိုပြသခဲ့တာကြောင့်ကမ္ဘောဒီးယားကပြောသလိုဒါတွေကမိုင်းဟောင်းတွေဖြစ်တဲ့ထိုင်းကပုံကြီးချက်နေတယ်ဆိုတဲ့ပြောဆိုချက်ကိုစိန်ခေါ်ရရောက်ပါတယ်။အမေရိကန်ရဲ့အခန်းကဏ္ဍကလည်းရှုပ်ထွေးပါတယ်။ကမ္ဘောဒီးယားကအမေရိကန်ပါဝင်တာကိုလှုပ်လာပြီးတော့ ဒါမျိုးထရန့်ကိုငိန်ချိနိုဘယ်ဆုအတွက်အမည်စင်းတင်သွင်းခဲ့ပေမဲ့ထိုင်းကတော့ American ပါဝင်တာကိုမလိုလားပါဘူး။လက်ရှိထိုင်း Cambodia ပြည်ပကစစ်ပွဲကြီးတစ်ခုဖြစ်ပွားနေပြီလို့တမန်လို့ရနေပြီးတော့ဒေသတွေငိန်ချဲရေးတည်ငြိမ်ရေးအတွက်စိုးရိမ်စရာအခြေအနေဖြစ်နေပါတယ်။နိုင်ငံတကာရဲ့ဖိအားနဲ့တန်တမာရေးဝင်ရောက်မှုတွေသာမကဒီပေါက်ကွယ်လူနေပါအခြေအနေကိုအရှိန်ရှော့ချနိုင်မလား။ခမာရီပဲထိုင်းလက်ခုတ်ထရရေးဖြစ်သွားမလားဆိုတာကတော့စောင့်ကြည့်ရမယ့်အနေအထားဖြစ်ပါတယ်။ဗီဒီယိုလေးအစုံးလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်း အားလုံးကိုကျေးဇူးများရှိတယ်ပါရှင်။